ကျမတို့ new dollar ရေးအစမှာလူငယ်ကြီးကြွေးကြော်ခဲ့တယ်လို့ပေါ့နော်88ကအချိုးတွေ2021မှာလာမချိုးနဲ့ပြောကြတယ်လေအဲဒါပေမဲ့သူတို့ချိုးတာအချိုးကတော့ဒီအချိုးတိုင်းပဲပေါ့နော်ဝါဒဖြန့်ချီမယ်အလိညာတွေလုပ်မယ်အပုတ်ချမယ်ဒါတွေအကုန်လုံးကိုတော့သူတို့ဟိုတုံနေတာပေါ့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဝါရဖြန့်ချီရဲဆိုတဲ့အပိုင်းမှာတော့ကျမကတော့နှစ်နှစ်ပိုင်းမြင်ပါတယ်နံပါတ်1ကတော့အပုတ်ချတာပေါ့နော်အပုတ်ချရဲဆိုတဲ့အခါမှာဒီတော်လှန်ရေးထဲမှာဟိုသူတို့အတိုက်ခံလုပ်ပြီးတော့ပေါ့နော်ဟိုစန့်ကျင်နေတဲ့သူတွေ အဲခေါင်းဆောင်ပိုင်းတွေကိုကိုရေးကိုတာအရာပေါ့နော်တိုက်ခိုက်မယ်ဟိုမမှန်သတင်းစကားတွေနဲ့ပေါ့လူတွေရဲ့ကြီးညိုမှုအဲလေးစားမှုထောက်ခံမှုရောအောင်လုပ်မယ်ဥမာအဖြစ်ဆိုရင်ရင်းနှောင်းဆိုရင်တော့ဒေါန်ဆန်းစုကြည်ကိုပေါ့နော်သူတို့ကတောက်လျှောက်ဟိုကြံကြံတန်းတန်းစကလုံးတွေနဲ့သူ့ရဲ့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးပြောတာဆိုတာတွေလုပ်တယ်နောက်ကတိုက်ခိုက်မှုတွေလုပ်တယ်အားလုံးလဲမှတ်မိကြမယ်1996 99ခန်းမှာလဲဒေါက်ကော့ထော်ကြီးနဲ့ပေါ့နော်ဒေါန်ဆန်းစုကြည်ရဲ့ power 54 အဲခြံရှိမှာဟောပြောပွဲလုပ်တယ်လို့မျိုးဒေါကွက်ထော်ကြီးနဲ့ပေါ့နော်ဟိုပုံစံမျိုးဟိုဟာတာလုပ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့တာတွေရှိတယ်ခုနပြောတဲ့ပါပီမလို့ပဲပေါ့နော်ပါပီမဆိုလဲဒီလိုပဲဒီចောင်းသားတွေပေါ့တော့ခိုတဲ့ចောင်းသားတွေကိုဂုံတိတ်ခါကြအောင်လုပ်တယ်ပြီးတော့ပြန်ဝင်လာတယ်ပေါ့ပြန်ဝင်လာတယ်မှားပါတယ်ဆိုပြီးတော့ပြောတဲ့ပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့ ဟိုလုတ်ကင်တဲ့ပုံစံတွေကတော့အတူတူပဲနောက်နံပါတ်2ကကြာနောက်တစ်ခုကကြာတော့စစ်တက်ကောင်းချောင်းနောက်တစ်ခါစစ်တက်ကဘလောက်နေမအားညမအားပေါ့နော် နေမနာညမအားဘလောက်တောင်ပြည်သူအကျိုးစီးပွားအတွက်လုပ်နေရဲဆိုတဲ့ဟာတွေကိုဝါဒဖြန့်တာမျိုးပေါ့နော်ဝါဒဖြန့်နေအဲ့ဒီကျမတို့88ပြီးတဲ့ကာလမှာဆိုရင်တိုင်းပြည်ကလည်းရန်ကုန်မှာဖွံ့ဖြိုးတိုးတက်မှုနှိမ်ချတဲ့အခါမှာသူတို့က contract တွေ crony တွေနဲ့ပေါင်းပြီးတော့ဆယ်တွေစောက်တယ်တံတားတွေဖောက်တယ်လမ်းတွေဖောက်တယ်အဲ့ဒါတွေလုပ်တဲ့အခါမှာလည်း မတို့အမှုပညာရှင်တွေကိုအဲ့ဒီဆယ်တွေပေါ်မှာသွားကခိုင်းခုံခိုင်းအများကြီးလုတ်ခဲ့တာပဲဒီဒီဟာကြီးလုတ်လိုက်တဲ့ဟာနဲ့ပါဆိုဆယ်ကြီးတွေပေါ်မှာကာတာကျမဟိုငငယ်ဟိုကျမတို့လည်းဒါမိခဲ့တဲ့ဟာဆိုတော့လုတ်ရတာပဲဆယ်ပေါ်မှာခုံလိုက်တရားတွေစောက်ပြလိုက်အဲ့ဒီမှာအမှုပညာရှင်တွေအနေနဲ့လည်းကာပါမေးရမယ်အိမ်ခွဲအမြေခွဲရမယ်အမျိုးမျိုးပေါ့နော်အကျိုးတွေအကျိုးကျေးဇူးတွေရကြတယ်သူတို့ကိုကျိုးစီးပွားအတွက်လုပ်ကြတာပေါ့လေ အဲ့ဒီတုန်းကတည်းကလည်းကျမတို့ပြည်သူတွေဟာမငံ့ခဲ့ဘူးအခုလိုမျိုး white out တို့ social punishment တို့အခေါ်ဝေါ်တာမသိပေမဲ့ကိုနီးကိုဟန်နဲ့ကျမတို့ကအခံခဲ့ကြတယ်ဆိုတော့အဲ့ဒီခေတ်ကာလတွေရတာမှအခုလိုမျိုးနီးပညာတွေချက်ချက်ပြတ်ပြတ်မရှိတာပေမဲ့ကျမတို့တွေကကိုတက်နိုင်တဲ့အနည်းနဲ့ဆန့်ကျင်ခဲ့ကြတယ်အဲ့တော့ပြောလို့ရှိရင်ခေတ်တွေကွာသွားပေမဲ့အခုစစ်အာဏာရှင်ရဲ့လုံနှီးလုံဟန်ကတော့အတူတူပဲ သူတို့ကဒါပဲတတ်တာ哦ဒါပဲတတ်တဲ့အတွက်ဒီနီးနဲ့ပဲကျမတို့ပြည်သူတွေကိုအဝါဒဖြန့်ချီမှုတွေလုပ်တယ်တကယ်တော့ကျမအယူဆတာကတော့အခုလိုဝါဒဖြန့်ချီမှုတွေလုပ်တာဒီအသူတို့စစ်တပ်ရဲ့အင်အားစုတွေစစ်တပ်ထဲကပေါ့သူတို့ကိုဆက်ပြီးတော့ထောက်ခံနေတယ်လို့ထင်တဲ့မျက်စိပိတ်နားပိတ်အင်အားစုတွေ ਨੇ ဟို ဒီလူတွေအတွက်ကိုပဲသူတို့ကတော့ရည်ရွယ်တယ်လို့ထင်တယ်အမှုပညာရှင်တွေလည်းမသိဘူးမဟုတ်ပါဘူးသိပါသိမှာပါဒါပေမဲ့ခုနပြောကြသလိုပဲကိုကျိုးစီးပွားကိုကြည့်ပြီးတော့เนาะဟိုဘယ်လိုပြောမလဲတမနက်စာကိုပဲကြည့်တဲ့လူမျိုးတွေလူမျိုးဖြစ်ပါလိမ့်မယ်ခစ်ကလည်းမတူတော့ဘူးเนาะဤပညာတွေကလည်းတိုးတက်လာတယ်အထူးသဖြင့်တော့လူတွေရဲ့အမြင်တွေကပိုကျလာတယ် ပူရဲရင်လာတဲ့ပူတတိရှိလာတဲ့ကျမတို့ဆိုရင်ဒါ1988နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါတဲ့အဲ့လိုနိုင်ငံရေးလှုပ်တယ်တော်လှန်ရေးလှုပ်တယ်ဆိုရင်ကိုယ့်ရဲ့ဆွေမျိုးတွေမိတ်ဆွေတွေအားစကျမတို့ white coat လောက်ခံရအဲ့ဒီတော့ဒီနိုင်ငံရေးလှုပ်တဲ့သူတော်လှန်ရေးလှုပ်တဲ့သူ ਨੇ ပတ်သက်ရင်ကြံတဲ့သူတွေပါအကုန်လုံးဒုက္ခရောက်မယ်လို့ချင်းကြောက်ထားခဲ့တဲ့အတွက်ဘယ်သူမှမပတ်သက်ရဲဘူးအဲ့တော့ကျမတို့က white coat လောက်ခံရတယ်ပေါ့ social punishment လောက်ခံရတယ်ဒါပေမဲ့အခုခေတ် ကြာကာလရောက်လာတဲ့အခါတလောက်ရရဆက်ဆက်နဲ့နော်ပန်းလေးပန်ပြတာဆိုရှယ်မီဒီယာမှာအ내ရောင် campaign လုပ်တာတောင်မှဒီအဖမ်းခံကနှိပ်စက်ခံကအသက်ခံရတဲ့အနေအထားမျိုးမှာတောင်ပြည်သူဟာသူရတဲ့အနေနဲ့ silent strike လိုမျိုးမှာလဲပါတယ်ဒါကကျမတို့ပြည်သူတွေရဲ့နိုင်ငံရေးရေးချိန်ကအရင်တည်းကလည်းမနိုင်ဘူးဒါပေမဲ့အခုအချိန်မှာအကြောက်တရားကလည်းအရန်ကိုမှဟိုကြောက်ပေမဲ့လည်းသူတို့ဆက်ပြီးတော့ခုနပြောသလိုပဲအန်ချိတ်ပြီးတော့လက်သေးဆုပ်ပြီးတော့ တန့်ခံနေတယ်ဆိုတာကိုမြင်ရတယ်။အဲ့တော့အဲ့လိုကာလမျိုးမှာခုနစစ်တပ်ကဝါရဖြန့်ချီနေတာဘသူအတွက်လဲနော်လူသေးလို့လားဆိုရင်တော့သူတို့ကိုသူတို့လည်းဒီအမားတန်တရားနဲ့သူတို့ဘာနေသူတို့ဟိုဝါရဖြန့်ချီတဲ့ဒီတဲမှာကိုသူတို့လည်းပိတ်မိနေသလားလို့လည်းကျမကစဉ်းစားမိတယ်။ခုနဝါရဖြန့်ချီရေလုတ်တဲ့အခါမှာလည်းဓာတ်ရိုက်သူတို့လုတ်တာမျိုးရှိတယ်လို့တဆင့်ခံပြီးတော့လည်းလုတ်ကြတာလည်းကျမတွေ့မိတယ်။အခုသူပြင်းတော့ဘာသာရေးကောင်းဆောင်တွေကိုတုံးချတယ်။ နိုင်ငံရေးသမားတွေပေါ့နိုင်ငံရေးသမားဆိုတဲ့ခါမှာလဲနေရယူတဲ့အာဏာယူတဲ့နိုင်ငံရေးသမားတွေကိုတုံးချတယ်ကိုဂျိုးစီးပွားအတွက်နော်ဟိုဒီခစ်တက်ထဲမှာပို့ပြီးတော့ချမ်းသာခြင်းနဲ့အမှုပညာရှင်တွေကိုတုံးချပြီးတော့လဲသူတို့ကခစ်ချင်နေကြီးဟာကျွန်တော်တို့ normalize ဖြစ်နေပြီပေါ့ပုံမှန်ချင်နေဖြစ်နေတယ်လို့မျိုးလဲပုံဖော်ကြတယ်ဒါပေမဲ့ပဲဘလောက်ပဲသူတို့တွေပြပြကျွန်တော်တို့တွေဟာ ဟိုနော်နိုင်ငံရေးရေချိန်အဖြစ်မဲ့ဖြစ်စေခစ်အမြင်အဖြစ်မဲ့ဖြစ်စေနီးပညာအဖြစ်မဲ့ဖြစ်စေနော်မတူတဲ့ခစ်ကိုသွားနေကြတယ်ဆိုတာကိုတော့သူတို့တိထားဖို့ကောင်းမယ်လို့ထင်တယ်အဲ့လိုတိမယ်ဆိုရင်တော့သူတို့အခြားနီးတွေလည်းစဉ်းစားကောင်းစဉ်းစားမှာပေါ့လေဒါပေမဲ့လည်းအခုကတော့ကြည့်ရတာနီးဟောင်းဟို formula ဟောင်းတွေပဲအသုံးပြနေတယ်လို့တော့ကျွန်မကတော့သုံးသပ်ပါတယ် ကျမတို့ကကောက်ယုံမိမဖြစ်ဖို့တော့လိုတာပေါ့နော်ကျမတို့လူမျိုးတွေကနည်းနည်း emotional ဖြစ်တယ်အဲစိတ်ခံစားချက်အလိုက်ကိုဟိုဖြစ်တတ်ကြပြီးတော့တစ်ခါတည်းမှာတွေးအေးသွားတတ်ကြတယ်နော်ကျမတို့ white out တို့ social punishment တို့လောက်တာထိရောက်တယ်ထိရောက်လို့ပဲတကယ်တိတိမိမိလို့ရင်တကယ်ထိတိရောက်ရောက်ဖြစ်ပါတယ်ပေါ့နော်ကျမဆိုရင်တော့အဆင့်လေးတွေခွဲပြီး category ခွဲပြီးတော့ကျမဆိုရင်တော့လုပ်ချင်ပါတယ်အဲဥပမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့အရင်ခေတ်တည်းကလည်းစိမ့်တယ် နော်ဒါဟိုးရှေ့ခေတ်တွေကလည်းစိမ့်ခဲ့တယ်မျိုးရိုးစင်ဆက်ကိုစိမ့်ခဲ့တယ်ဒါပေမဲ့အနီးခေတ်ရောက်တဲ့အခါမှာတော့ညီချင်ဆောင်တဲ့လူတွေလည်းရှိရပါပဲဒါအခြေအနေရပေါ့နော်အခြေအနေကညီချင်အောင်ဆောင်ပြတယ်ဒါပေမဲ့သူတို့ရဲ့အသွေးရဲ့အသားထဲမှာစိမ့်ပြီးသားဒီလိုလူမျိုးတွေရှိတယ်အခုလည်းပေါ်ပေါ်တင်တင်ပြန်စိမ့်တာပဲဒီလိုလူမျိုးတွေကတော့တသက်တာထာဝရစုပေးရမှာကျမတို့ကလေနော်သူတို့ဘွားကောက်ကတော့တသက်တာထာဝရပြင်းပြင်းထန်ထန်ကိုလောက်ရမှာ ဘာသာပြန်ကြည့်ကားတွေမှာပါတဲ့စစ်တပ်လုံးတမျှဟာကိုအကျိုးတူပူပေါင်းပြီးတော့လုတ်တဲ့ဟာမျိုးတွေဆိုတော့ကျမတို့ကပြက်ပြက်တတကိုတိတိယောက်ယောက်နော်ရန်သူစင်းကိုတွင်းပြီးတော့ကျမတို့လုတ်ပြင်အဲတချို့သောအမှုပညာရှင်တွေကြတော့လေကျမတို့လည်းကိုချင်းစားတယ်အမှုပညာသမားအမှုပညာလုပ်မယ်ကိုဒေါင်းတို့လိုမျိုးအခြားသောအမှုပညာရှင်တော်လန်အမှုပညာရှင်တွေကြတော့ကျမတို့ရဲ့သူရဲကောင်းတွေသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့အတူသူတို့ရဲ့အမှုပညာအလုပ်ကိုပါသူတို့ထားခဲ့ပြီးတော့ ရောက်တဲ့နေရာကနေပြီးတော့တော်လှန်တာကတော့ဒါပြောစရာမရှိဘူး။ဒါပေမဲ့တချို့ကြတော့လေသူတို့ရဲ့အခြားသောအကြောင်းအမျိုးမျိုးတွေကြောင့်အထဲမှာနေမယ်သို့မဟုတ်ရင်လည်းငြိမ်ငြိမ်လေးနဲ့ပေါ့နော်။ဟိုမလွှဲတာလို့လှုပ်တော့လှုပ်မယ်။ဒါပေမဲ့ပပနဲ့နဲ့လိမ့်လိမ့်မမာလေးနဲ့စန့်ကျင်တာကိုမပြပေမဲ့လည်းမပူပေါင်းဘူးပေါ့နော်။မပူပေါင်းမဲ့နေတဲ့လူမျိုးတွေလည်းရှိတယ်။ဒါမျိုးဆိုရင်လည်းကျမတို့ကဘလူးကြီးလေးနဲ့ သူတို့ကိုကိုယ့်ဘက်ပြန်ပါလာအောင်ပေါ့နော်ကိုယ့်ဘက်ပါအောင်ဆိုတာတဲ့ပေါ်ပေါ်တင်တင်မရက်သွားအောင်ကျမတို့ကဘလိုမျိုးလေးပညာသားပေါ်ပါလေးနဲ့စီယုံကြမလဲပေါ့ဆိုတော့အဲ့တော့တပိမ့်မှောက်မယ်ခုနပြောရပြင်းပြင်းထန်ထန်နဲ့ပဲဆက်ပြီးတော့အစဉ်ဆက်မပြတ်လုပ်ဖို့လိုတယ်အဲ့လိုလုပ်မယ်ဆိုရင်လေတကယ်အမှုပညာရှင်တွေတင်ပေါ်ကြော်ကြားတဲ့လူတွေဩဇာလွှမ်းမိုးနိုင်တဲ့သူတွေကတော့အမြဲတမ်းတတိပေးနေဖို့လိုတယ်ပေါ့နော် ကျမတို့တော်လှန်ရေးကကြာလာတာနဲ့အမျှပေါ့နော်ကြာလာတာနဲ့အမျှလူတွေရဲ့စိတ်ထဲမှာတော်လှန်ရေးမှာပါနေတဲ့လူတွေကိုယ်တိုင်တောင်မှစိတ်ထဲမှာပင်ပန်းမှုတွေရှိတယ်နွမ်းနယ်မှုတွေရှိတယ်အယုံကြည်မှုက100%မဖြစ်တော့ဘဲနဲ့ငါတို့ဘရော့မမ်းမငါတို့ဒီတော်လှန်ရေးအောင်ပွဲကိုမြင်ရပါမလားဆိုတဲ့ဟာတွေရှိတယ်လို့ပြည်သူတို့ကိုယ်တိုင်ကလည်းအခုချိန်မှာစီးပွားရေးအခက်အခဲဂျန်နဲ့အခက်အခဲအကျတဲတွေပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့အခါမှာဘရော့မမ်းမငါတို့မျှော်လင့်နေတဲ့ဟာငါတို့ အထောက်ခံအားပေးခဲ့တဲ့အော်နိုင်ငံအပြောင်းလဲဟာဖြစ်ပါမလဲဆိုတဲ့စိတ်တွေဖြစ်မှာပဲအဲ့တော့အထူးသဖြင့်တော့ဒီရွေးကောက်ပွဲဆိုတဲ့ဟာကြီး ਨੇ ပြောတဲ့အခါမှာပြည်သူတွေကလည်းသိပါတယ်ဒါအစ်စ်မှန်မဟုတ်ဘူးအတူရောင်ဆိုတာသိတယ်ဒါပေမဲ့လေသူတို့ဘက်ကနေပြီးတော့ပြောတဲ့ကိစ္စတွေနိုင်ငံတကာရဲ့အခင်းကျင်းတွေကြီးတဲ့အခါမှာဒီရွေးကောက်ပွဲကြီးပြီးသွားရင်ကိုပဲဥမာအဖြစ်ပေါ့နော် တိုင်းပြည်ရဲ့အခင်းကျင်းတကူကနိုင်ငံတကာကဒီရွေးကောက်ပွဲနိုင်ပြီးတော့တက်လာမဲ့ အဲလူတွေကိုဟိုအစိုးရဖြစ်အတိမတ်ပြုပေးမှလားဘာတွေဖြစ်သွားမှလဲဆိုတဲ့ဟာမျိုးစိုးရိမ်မှုတွေရှိတယ်။အဲ့လိုမျိုးကိစ္စမျိုးတွေကိုပြည်သူကိုမှန်မှန်ကန်ကန်သတင်းပေးဖို့ဆိုရင်တော့ခုနကကျမထက်ခါထက်ခါပြောတယ်လို့ပဲ ဩဇာရှိတဲ့လူလွှမ်းမိုးနိုင်တဲ့သူအဲ့ဒီလိုပုံကိုယ်တွေကနေပြီးတော့သတင်းမှန်တွေထုတ်ပြန်ပေးဖို့လိုတယ်။ကျမကကိုမင်းကိုနိုင်တို့ကုတေဇာဆန်းတို့နဲ့အစည်းအဝေးတွေလုပ်တဲ့အခါမှာလည်းပြောဖြစ်တယ်။ဒီသတင်းဖြန့်ချီရေးနဲ့ PR လို့ခေါ်တဲ့ Public Relation ပေါ့နော်ပြည်သူလူထုဆက်ဆံရေးစီယုံရေးကိုကျမတို့တော်လှန်ရေးအင်အားစုတွေဘက်ကလှုပ်တော့လှုပ်တယ်ဒါပေမဲ့ထင်တယ်လို့ပေါပေါမြမြတိတိယောင်းနဲ့အစင်ဒီဇိုင်းလောက်တာမျိုးတိတ်မရှိဘူးဒီလိုကိစ္စမျိုးတွေကိုအစင်ဒီဇိုင်းလုပ်တဲ့ ਨੇ ကျမတို့ဘက်ကဖြစ်ပျက်နေတဲ့အခြေအနေတွေ ကိုလည်းပြောပြလို့ရသလားအချိန်နဲ့တပြင်းညီပြောတင်တယ်။ဥမာတည်င်းမှားတွေဖြန့်နေတဲ့ဟာတွေကိုဆိုလဲကျမတို့ကအဖက်မလုပ်ဘူးလို့ဆိုပေမဲ့ကောင်တာအနေနဲ့ကျမတို့ပြောတင်တဲ့ဟာတွေပြန်ပြီးတော့ပြန်ပြောတင်တယ်။အထူးသဖြင့်တော့လူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်တက်ကြွမှုလုံးဝမဖြစ်နေတာမှစိတ်ထိကြိုက်ပြီးတော့စိတ်တက်ကြနေတာမျိုးမဖြစ်အောင်ကျမတို့တွေကအများကြီးပြန်ပြောတင်တယ်ဆိုတဲ့ဟာမျိုးကိုလည်းကျမတို့ပြောပြတယ်အဲ့တော့ဒါမျိုးကိုလည်းတော်တော်လေးကို အချိန်ရော resource တွေရောပို့ပြီးတော့ရင်းနှီးမြှုပ်နှံပြီးတော့လှုပ်တင်နေဆိုပြီးတော့ကျွန်မကတော့ဒီမှာအမှုပညာရှင်တွေနဲ့တွေ့တိုင်းလဲကျွန်တော်တို့ပို့ပြီးဟိုတည်တည်ချာချာနဲ့ပြောပြပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကတော့အဲ့ဒါကတော့ဒါဝါရပြန့်ချီလို့မပြောပေမဲ့ပြည်သူလူထုဆက်ဆံရေးပေါ့နောက်တစ်ခုကတော့အချိန်ကြာလာတာနဲ့များစစ်အာဏာရှင်ဘက်ကနေပြီးတော့တော်လှန်ရေးမှာဥဆောင်တဲ့ပုံကူတွေဥမာလွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတွေကိုအပုတ်ချတာပုံကူရေးရပေါ့နော် ပုံကိုရေးရနေပြီးတော့ယုံကြည်မှုရော့အောင်ထောက်ခံမှုရော့အောင်လုပ်တဲ့ကိစ္စတွေလည်းရှိလာနိုင်တယ်။အရင်တစ်ခေတ်ကတော့ဒေါံဆန်းစုကြည်ရဲ့ဥဆောင်မှုနဲ့ဖြစ်တဲ့အတွက်အန်တီစုကိုပုံကိုရေးရနော်အပုတ်ချပြီးတော့မမှန်တဲ့င်းနေနဲ့အဲလှုပ်ကြံတဲ့င်းနေနဲ့လွှင့်တဲ့ဟာတွေကအများကြီးဖြစ်ခဲ့တယ်။ကျမတို့ဒီဘက်ခေတ်မှာကြတော့တော်လိုင်းရေးမှာဥဆောင်တဲ့သူကတဦးတယောက်တည်းမဟုတ်တဲ့အခါကျတော့သူကဘသူ့ကိုတာဂက်ထားမှန်းမသိတော့အများကြီးဖြစ်နေတော့တဦးတယောက်တည်းကိုတာဂက်ထားပြီးတော့အပုတ်ချတာတော့မရှိဘူး။ဒါပေမဲ့ရေးရှိမှာပြည်သူလူထုနဲ့ နော်ဒီတော်လှန်ရေးခေါင်းဆောင်နေတဲ့ခြားမှာဖြိုခွဲမယ်စိတ်ကိုပေါ့နော်တယောက်နဲ့တယောက်တန်တရားဖြစ်အောင်လုပ်မဲ့ကိစ္စတွေလည်းဆက်ဖြစ်လာနိုင်တယ်အဲ့ဒီအတွက်ကျမတို့ကတော့ပြည်သူလူထုချက်နဲ့တော်လှန်ရေးနဲ့ အင်အားစုတွေရဲ့ကြားမှာသွေးမကွဲအောင်အတွက်ကျမတို့တာဝန်ရှိတဲ့လူတွေကနေတော့အစင်ဒီဇိုင်းလုပ်တင်တဲ့ရှေ့ရှောက်မှာဒီထက်ပိုကက်ကဲကြမ်းတဲ့အနေအထားမျိုးအခက်အခဲမျိုးကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကျမတို့ကပြည်သူလူထုကိုသတင်းဖြန့်ချီရေးကိစ္စတွေကိုတိတိယအောင်လုပ်ဖို့လိုတယ်လို့ပဲကျမကတော့ပြောချင်ပါတယ်ပြည်သူလူထုကိုရှော့မတွက်ဖို့ကျမတို့ဟိုတော်လှန်ရေးမှာအရင်တော့နိုင်ငံရေးမှာစကားလုံးတစ်လုံးရှိပါတယ် power of the powerless ပေါ့ဩဇာအာဏာမရှိသူတွေရဲ့ဩဇာပြည်သူတွေလက်ထက်မှာရှိပါတယ် powerless တွေရဲ့ power ကိုကျမတို့ပြည်သူလူထုကလက်ထက်မှာအခုချိန်ကြီးကင်ထားတယ်။ NUG ပါဝင်တော်လှန်ရေးအင်အားစုတွေကလည်းပြည်သူထောက်ခံလို့เนาะအခုလိုမျိုးဆက်ပြီးတော့ခြေတက်နိုင်တာဖြစ်တဲ့အတွက်ပြည်သူဟာဘရော့မစိုးကျမတို့ကရှေ့ဆုံးမှာရှိနေတယ်။ပြည်သူရဲ့ထောက်ခံမှုရအောင်ကျမတို့ဘယ်လိုလုပ်မလဲဆိုတာကိုတော့တော်လှန်ရေးအင်အားစုတွေလည်းစဉ်းစားဖို့လိုတယ်လို့စစ်ကောင်စီစစ်အာဏာရှင်ဘက်ကလည်းပြည်သူရဲ့ထောက်ခံမှုမရတဲ့ဘတော်မှမနိုင်ဘူးဆိုတာကိုတော့ကျမပြောချင်ပါတယ်ရှင်။